င်းရယုံမြင့်တန်ကြားပြည်သက်များရှင်တက္ကရာ1280ပြည့်နှစ်ရတော်လာပြည့်ကျော်17နှစ်မှာကိုရင်ဝိမလသက်တော်19နှစ်တင်ပြည့်ခဲ့ပြီဖြစ်ပါလေအမိဝမ်းမှာဆယ်လနေခဲ့တာကြောင့်အပြင်မှာနှစ်လသားရှိပြီဆိုရင်တစ်နှစ်ပြည့်ပြီဖြစ်ပါလေဒါကြောင့်ပဋိသင်္ေလာကိုပါယူပါနှင့်19နှစ်နဲ့နှစ်လဆိုတာကအသက်20ပြည့်ပြီဖြစ်လို့ရဟန်းခံနိုင်ပြီဖြစ်ပါလေကိုရင်ဝိမလဟာတက္ကရာ1281ခုနှစ်ဝါဇူလာဇန်းရှိရဲ့တောက်ကြနေမနဲ့ တက်တော်16နှစ်နဲ့9လခွဲမှာမိင္လာကျောင်းတိုက်တဲ့ဥဆရာတော်ဖရာကြီးဥတုဇာတကိုဥပိ္ပစေပြုလျက်ဥပသမရကံဆောင်၍ယဟန်ဖြစ်သို့ရောက်ရှိခဲ့ပါသည်။ယဟန်တာရဲ့ကာရီကတော့အမရပူရတိန်ကြီးစီတောင်ပဲဥတော်ရက်နေကုံလေကြီးဥဝင်ဇနီးတော်တော်စောတို့ဖြစ်ကြပါသည်။သူတို့ဟာကိုရင်ဝိမလရဲ့ဉာဏ်ကောင်းမှုထက်မြက်ပုံရှေလာလာကောင်းမှုတွေကိုဆရာတော်ကြီးဥတုဇာတထံမှ ကြားသိရပြီးလေကကိုရင်ကိုယဟန်ခံမြစီလို့ရှောက်ထားခဲ့ကြတာဖြစ်ပါလေ ဥယျင်တော်ရွာဝိမင်တော်ရကျောင်းဆရာတော်ကြီးဦးဇာကရမစပြီးကိုရင်ဝိမလကိုသာသနာ့ဘောင်မှာမြင်းမြန်ပြောမွေ့အောင်စီယိုခေါ်ဆောင်တော်မူလာရာအခုခါမှာတော့တာမေဘွားမှယဟန်တော်ဘွားသို့အဆင့်တက်နိုင်ခဲ့ပြီဖြစ်လို့အားလုံးရဲ့စိတ်တဏ္ဍာမှာဝမ်းမြောက်ရွှင်လန်းပီတိချမ်းနေခဲ့ရပြီဖြစ်ပါရဲ့ရှင်။ကိုရင်ဝိမလယဟန်ခံပြီလို့တင်ကားထွက်ပြီးတရင်300မကုဒ်ကျောင်းပေါ်ကို ပြန်အောင်လာခဲ့ပါတယ်။ တောင်ပေါ်ရောက်ပြီးတဲ့နောက်ရဟန်းခန့်စဉ်ကတိမ်ထဲမှာဝှေ့ယုံထားတဲ့သင်္ကန်းဟာရွှေလီစိုးနေတာကြောင့်သင်္ကန်းကိုဝါလုံးပေါ်မှာတွားထားလိုက်ပါတယ်။အဲ့ဒီအခိုက်မှာဘဲကဘဲလူရောက်လာကြတယ်မသိ။ကြားကောင်လေးမြောင်များစွာဝိုင်းဝန်းပေါ်လာကြပြီးလွှားထားတဲ့သင်္ကန်းပေါ်မှာအလိုက်ဝင်ဖွဲ့ကဆွဲကြပါတော့တယ်။ဒါဟာဒုတိယအကြိမ်ကြားဆွဲခြင်းပါပဲ။ဒီလိုများသေးတာနဲ့ပတ်သက်ပြီးအထိတ်တလန့်ဖြစ်ကြပြောဆိုကြပြီးမဲ့ ရဟန်းတော်လေးရှင်ဝိမလကတော့မထူးဆန်းတော့ပါဘူး။ယခင်သာမဏေငယ်ဘဝတုန်းကလည်းတကြိမ်ပြဆွဲတာကိုကြုံခဲ့ရတာကို။အဲဒီလိုသင်္ကန်းတော်ပြဆွဲတဲ့ကိစ္စနဲ့ပတ်သက်ပြီးရှင်ဝိမလကိုအကိုရင်းပမာဆုံးမသွန်သင်လာခဲ့တဲ့စာကြဖုံးတော်ကြီးခုနကဝန်သားမှအခုလိုပြဆွဲတာကောင်းတဲ့လက္ခဏာပါပဲ။တကုံးဘဝမှာပဲတရားထူးရမယ်။ကိစ္စပြည့်စုံအောင်မယ်။ဤတော့ သူဟောကြားမဲ့တရားသူအမြတ်ကြီးချိုးကြီးတွေကိုလည်းယဟန်ရှင်လူဤသူတွေဝိုင်းအောင်တောက်သုံးရမယ်နမိတ်လက္ခဏာပဲလို့မိန့်တော်မူခဲ့ပါပဲ။ရောက်ရည်ရုံမြင့်တန်ကြားဖြစ်တယ်များရှင်။အရှင်ဦးမလဟာယဟန်ဖြစ်သူရောက်ရှိခြင်းမှာဗိဓမာပိုင်းဆိုင်ရာညဝါကိုဆရာကြီးဝန်ထံမှငါးမြစ်ကြမ်းများတင်ယူခဲ့ပြီးအတော်ဝင်ပိုင်နိုင်နေခဲ့ပြီဖြစ်ပါလိမ့်။ ဒါပေမဲ့ကျင်းနဲ့တင်းတိမ်မှုမရှိသေးတာကြောင့်ဆရာကြီးဝုံးထံမှအပိဓမ္မာညဝါများလာရောက်တင်ကြားကြတဲ့နောက်ထပ်နောက်ထပ်သောပုံကူများနဲ့တွဲဖက်ခါရှင်ညက်အောင်ထပ်မံတင်ယူခဲ့ပြန်ပါလိမ့်။ဆရာကြီးဝုံးကလည်းမိမိရဲ့တပည့်များထဲမှနေပြီးစာချဖုန်းကြီးမြ мян ထွက်စီခြင်းနဲ့ဆန္ဒရှိခဲ့ပါလိမ့်။ဒါကြောင့်စာချခြင်းမှာအရှင်ဝိမလကိုအနည်းတို့ခေါ်ဆောင်ပြီးသူရှိမှာပဲသူ့ကိုယ်စားမြဝါများကိုအစံသဘောချခိုင်းပြောခိုင်းခဲ့ပါသည် ဒီလိုနဲ့အရှင်မလဟာအဘိဓမ္မာညဝါများကို အတော်ပင်ကျင့်ရပိုင်နိုင်နေခဲ့ပြီဖြစ်ပါလိမ့်။ဒါအပြင်အရှင်ဦးမလကိုညဝါမှာသာပိုင်နိုင်ပြီးနေဝါမှာအာနိဒာမျိုးမဖြစ်ရလေအောင်ဆရာကြီးဦးဘုံကမန္တလေးသို့သွားရောက်ပြီးနေဝါလိုက်နိုင်ရန်စီစဉ်ခဲ့ပြန်ပါလိမ့်။အရှင်မလဟာနေဝါများအတွက်မန္တလေးသို့သွားရောက်ပြီးနေ့စဉ်စားလိုက်ခရပုံများအကြောင်းကိုဆရာတော်ဗဒနခေမင်းနမအခုလိုမိန့်ကြားတော်မူခဲ့ပါလိမ့်ရှင်။ရှင်ဝိမလဟူ မန္တလေးသွားစာဝါလဲရမယ်ဆိုတော့မန္တလေးမှာနေထိုင်တာမျိုးမဟုတ်ပဲမရဘူရာကနေပြီးနေစဉ်နေတိုင်းမြေထားနဲ့ဖြစ်ဖြစ်ကားနဲ့ဖြစ်ဖြစ်သွားရမယ်လို့ဆရာကြီးဦးအောင်ကအမိန့်ချတယ်မန္တလေးသွားပြီးနေမယ်ဆိုရင်မျက်껙ရအရာဖြစ်နေတာကြောင့်ပြည့်စည်သွားမှာကိုသို့ရင်ဟန်တူပါတယ်ဒါကြောင့်သူ့ရဲ့မျက်စိအောက်မှာပဲဖြစ်နေစီဖို့စီမံခြင်းပါ အရှင်ဝိမင်းလာသွားရင်လာရင်အတွက်ကိုတော့ယဟန်တကားယဟန်မဒွေကနေပြီးစီမံပေးကြပါတယ်မန္တလေးမှာရှင်ဝိမလာ စာဝါလိုက်ခဲ့တဲ့ဆရာတော်ကြီးတွေကတော့မန္တလေးမြို့အနောက်ပြင်ခိမာတင်ဝန်ကျောင်းတိုက်ဆရာတော်ဘုရားကြီးမန္တလေးမြို့တောင်မြင်ဘုရားကြီးတိုက်ဆရာတော်ဘုရားကြီးများနဲ့ထိုကျောင်းတိုက်မှာဆရာတော်ဥက္ကန္တီ မန္တလေးမြို့တောင်မြင်ရွှေဆောင်တိုက်အရှင်အာရိစ္ဆရံသည်ဆရာတော်ကြီးတို့ပဲဖြစ်ပါလေရှင်ဝိမလဟာတနေ့မှတနေ့ရသွားပြီးဒီလူကြော်ကြတဲ့ဆရာတော်ကြီးတွေထံမှာပင်ပန်းဆင်းရဲခံကနေอยู่တင်ကြခဲ့ပါတယ်အဲ့ဒီအချိန်ကရှင်ဝိမလနဲ့ညီကိုဝမ်းခွဲတော်ဆက်တဲ့ရဟန်းငယ်ဥဇာဏဆိုတာမန္တလေးမြို့တောင်မြင်ရွှေရီဆောင် ကျောင်းတိုက်မှာနေပါတယ်။ဘယ်နေ့ပဲကျောင်းမှာဘယ်ဆရာတော်ကဘယ်စာဝါချဖို့ပြီးမယ်လို့ညင်ညာလိုက်ရင်ဥဇန္ဒကိုတော်ကတောင်မြို့ကိုလာပြီးပြောပါတယ်။အဲ့ဒီအခါမှာပို့ချမဲ့စာဝါကိုကြိုက်ရင်အရှင်ဝိမလကလိုက်လာပါတယ်။အဲ့ဒါအပြင်ဥဇန္ဒကဥဝိမလအတွက်နေ့စဉ်နေ့တိုင်းနေရပါ ဥထားပေးရပါတယ်။တင်းမိုင်ကိုကျင်းထားလိုက်တာ။ များအနေနဲ့ရညင်ကိုယ်တော်မြတ်သာမညသုတ်တော်မှာဟောတော်မူခဲ့တဲ့တရားတော်တွေကိုဒါမှတ်မှတ်သားသားတပည့်တော်များဒိဋ္ဌိဆရာကြီး6ရောက်ရဲ့အကြောင်းကိုဒါမှတ်မှတ်သားသားနားလည်ဖို့လိုတယ်ဗျာဟုတ်လားအဲဒါကြောင့်မလို့ဒီစကားကိုမှတ်တယောက်ကအဇတ်တသမင်းကြီးကိုလျှောက်ထားတဲ့စကားလို့ မှတ်သားပြီးတော့နောက်ဆိုလဲပါအေဝံဤသောဘုဒ္ဓေမိတ်တော်မူအပ်သောဘုဒ္ဓေမိတ်တော်မူအပ်သောသာသာမစ္စောသာသာမစ္စောအေအမတိသေမတိဝေဒေဟိဗုဒ္ဓံဝေဒေဟိဗုဒ္ဓံဝေဒေဟိမိဖယာဤဝေဒေဟိမိဖယာဤသာရောဖြစ်သောသာရောဖြစ်သောသာတတတံသာတတတံသာတတအမိရှိသောသာတတအမိ ီလိုနဲ့ရှင်ဝိမလမန္တလေးကိုစာဝါလိုက်တာသုံးနှစ်ရှိလာတော့ထက်တန်းပါဠိတော်ထာကထာတိဃာကြီးများကိုစနစ်တကျနှင်းယူတက်မြောက်ခဲ့ပါတယ်အင်းရေတံမြတ်စွာဘုရားမတရားကုန်တော်အင်းရေတံမြတ်စွာဘုရားမတရားကုန်တော်အိမ်မှာမြတ်စွာဘုရားမဆိုတဲ့သင်္ကေတကအပါဒံ သတ္တဘာဒံအထဘာဒံလို့နှစ်မျိုးရှိတဲ့အ ਨੇ ကအ ਨੇ အပြည့်ယူပေးလို့ဒီနေရာမှာအထဘာဒံလို့ပြောလိုက်ပေါ့သူကတရားအပြည့်ပြောင်းခြင်းရင်ဘဂဝတ္တာလို့ပြောင်းလို့ရမလားရတယ်ဘဂဝတ္တာတရိယာဝိပတ်တသမိဝိပတ်ပေါ့ဘဂဝတ္တာမြတ်စွာဘုရား မှအင်ရေတံတပါးကုန်တော်ဒီလိုလုပ်လဲရတယ်ရှိသေးအင်ရေတံမြတ်စွာဘုရားမှတပါးကုန်တော် ဝိသေတယသာဝကပိစေကဗုဒ္ဓနံသာဝကပိစေကဗုဒ္ဓတို့၏အရဟတမေဃအရဟတမသည်အနုတ္တရာမိမိထလွန်သောတရားမှကင်းသောဗောဓိဗောဓိသည် ဟောတိဖြစ်သလောနာဟောတိမဖြစ်သလောဣတိယံဣတိကဟဲ့ပௌ္စာအမေဒီဒီကေ900ပြိတကပင်လေပြင်ကြီးကပြောကျယ်လွန်းလာပါတယ်ချက်ကူးတဲ့နီးစနစ်ကိုတိမှတာကူးနိုင်မှာဖြစ်ပါတယ် ထားဝကြအနေထားနားမလဲဘူးသဘောမပေါက်ဘူးဆိုလို့ရှိရင်ပိဋကသုံးပုံကိုအရှင်ပြတို့ဘလောက်ပင်ပန်းပန်းဆင်းရဲနဲ့သင်ပေမဲ့လို့တတ်မှာမဟုတ်ဘူးဒါကြောင့်မို့ဝကြဒီပိုင်ဖို့ရှင်ပြရမရှိဥစွာနေရန်လေးနဲ့အရင်ချပုတ်ပေးမယ်ရှင်ပြအားလုံးလိုက်ဆိုကြပါဗျာဟိစပါဏဟိစပါဏနိပါဒနိပါဒဝကြရှင်း၌တွင်ဝက ဓိပဖို့တွေ့လာပြီဆိုလို့ရှိရင်အရှင်မရတို့ဟိတို့စတို့ပါနာတို့ပါလာပြီဆိုလို့ရှိရင်ဒီဝဲကြစီဘာဝဲကြခေါ်မလဲဓိပဝဲကြရှေ့ဆက်သွားမယ်ဟိနဲ့မှတ်သားဟိနဲ့မှတ်သားသင်ရှားချက်မြဲသင်ရှားချက်မြဲနှဆွဲ၃င်းနှဆွဲ၃င်းရှေ့စကားနဲ့အတူပင်ဝေကြ၃မျိုးပါတပ္ပကတိကရဏဝေကြထင်ရှားအောင်ပြရဲဝေကြ ဝကြရချဲ့တဲ့ဆိုတဲ့နေရာမှာတော့ဝိထာရဝကြမြဲမြံအောင် သုံးတဲ့နေရာမှာဒန်လီဝကြဤဝကြသုံးမျိုးကိုတွေ့လာမယ်ဆိုရင်ရှင်မြတ်ရှေ့စကားရနဲ့အတူတူပဲဒါလေးမှတ်ပေးရမှာပါရှင်ဝိမလဟာမရဘူရမျိုးကိုဘိဓမ္မာညဝါအဲ့တွဲနိစ္စနဲ့ယူဖို့ကြွလာတဲ့အခုတ်ကူမဟာဝိတုတ္တရာမတိုက်ကြီးမှာ တိုက်ဝဆရာတော်ဥဏ္ဏဒီယာထာမနေပြီးလဲအခုတ်ကူစာသွားနည်းကိုအမိယတင်ယူလိုက်ပါသေးတယ်ဒီလိုနဲ့ရှင်ဝိမလဟံလေးဝါဆိုင်ရာစာချနည်းပြီကိုပိုင်ပိုင်နိုင်နိုင်ရရှိပြီးတဲ့အခါမှာဆရာကြီးဦးအောင်ကကဲလာဦးမလာကဆရာကြီးစာချတဲ့အခါဆရာကြီးရဲ့ကိုစားမာတိကာဓာတုကထာအဘိဘေကိုပြောပြပေးရမယ် ဥဒမသာမီးကတော့ဆရာကြီးရမိုက်ချတဲ့အခါဆရာကြီးရဲ့ကိုစားအတိတ်ပဲပြောပြပေးရမယ်လို့စီစဉ်ပေးပါတယ်ဆရာကြီးဦးအောင်ဟာသူ့ရှိမှာပဲဦးမလာနဲ့ဥဒမသာမီးတို့စာချတာကိုနားထောင်ပြီးမှတဲ့အချက်လို့နေတဲ့အချက်တွေကိုရှင်းပြပေးပါတယ်ဒီလိုအချိန်များစွာလက်ထပ်တင်ပြီးတာဝန်ပေးခြင်းဖြင့်ရှင်ဦးမလာဟာစာချဘုံကြီးကလေးဖြစ်မှမသိဘဲ ဖြစ်လာခဲ့ပါတော့တယ်။အဲလားဆရာကြီးစာကြတဲ့ကဥမလကဆရာကြီးကိုသာမာတိကာရာဓုကရအသေးပဲကိုပြောပြပေးရမယ်။ဥဒမသာမီးကတော့ညီမအသေးပဲကိုပြောပြပေးရမယ်။ကဲဥမလဆရာကြီးကိုသာမာတိကာရာဓုကရအသေးပဲကိုပြောပြပေးပါ။ဟေတုလေးမျိုးရှိပါသည်ဖျား။နံပါတ်၁ဟေတုဟေတုဟေ၆ပါ။နံပါတ်၂ဩတ္တမဟေတုကုသောအကုသောနံပါတ်3ပစ္စယဟေတု အကြောင်းပစ္စည်းတရားအလုံးနံပါတ်၄တာဒရဏဟေတုအဝိဇ္ဇာစသည်ဖြစ်ပါသည်ဖုရားအဲဥရမတာမိဇာယိကိုသာယမိုက်အသေးပဲကိုပြောပြပေးပါဦးရှင်ဘုရားတို့ဗျာဇမိုက်ဆိုတာအနာအပြင်၎င်းပါဠိဓမ္မအပြင်၎င်းအစုံစုံပြည့်ဟောသောကြောင့်ယမိုက်ကျမ်းလို့ခေါ်ပါတယ်ဗျာဘယ်လိုစုံစုံဟောသလဲဆိုရင်မူလယမကနာအနုလောမပௌဇာတန်ဋိဌံအရာကုသိုလ်အနတ် ပရိလောမဘုရားတန်ထိတံယကုသိုလ်မူလအနတ်တစုံအနုလောမဘုရားတန်တရာယကုသိုလ်မူလအနတ်ပရိလောမဘုရားတန်တရာယကုသိုလ်အနကတစုံအနုလောမဘုရားအနတ်ပရိလောမဘုရားအနကတစုံ၎င်းတို့၏ပါဠိဓမ္မအစုံအပြင်အစုံစုံဖြစ်ပါれဗျာကဲဒီနေ့တော့ဇာဝါဒီနောက်နဲ့ပဲနားကြပါစို့